ကဲကျွန်တော်ရင်ကုန်ပြောရှင်တာရော့ဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်ထုံးစံအတိုင်းဒီဗီဒီယိုဖိုင်လေးကတော့ပြန်လည်ဖြည့်ကြလမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်မေတ္တာစေတနာနဲ့အခမဲ့ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးနေတာဗီဒီယိုဟောပေးနေတာဖြစ်ပါတယ်အဲ့တော့မိမိရဲ့ဖုန်းလေးနဲ့လွယ်လင်းလို့ဘူးဟလာကွန်မန့်တွေမှတ်ပြီးဗီဒီယိုမေးကြတဲ့မိတ်ဆွေတွေအတွက်လမ်းညွှန်ဟောကြားဖြည့်ကြပေးနေတာပါအဲ့တော့ ကျွန်တော်တို့အပတ်စဉ်အတိုင်းမိခုနေ့မိလို့ရပြီဆိုတဲ့ဗီဒီယိုဖန်ကိုမျှဝေပေးနေသလိုအခုလိုမျိုးပြန်လည်ဖြည့်ကြားလမ်းညွှန်ပေးတဲ့ဗီဒီယိုဖန်လည်းအပတ်စဉ်မျှဝေပေးပါတယ်တင်ပေးပါတယ်ဗျာနော်စောင့်ပြီးတော့ကြည့်ရှုအားပေးနိုင်ပါတယ်အဲ့တော့အခုဒီဘက်မှာမေးထားတဲ့အကောင့်မှန်ရှင်းတော့နေနေတဲ့နေနေကဘာမေးထားလဲဆိုရင်တော့ငွေကြေးကံသိကြပါတယ်ဆရာတဲ့အဲ့တော့နေနေရဲ့အကောင့်မှန်ရှင်းအတွက်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ် ကဲနေနေဆိုတဲ့အကောင့်မှရှင်တော့ပါကဲငွေကြေးကံကတော့ရလိုက်ကုန်လိုက်ပဲပေါ့နော်ရလိုက်ကုန်လိုက်ပါပဲတဲ့အဲ့တော့ငွေကြေးကံအရင်ကောင်းနေတဲ့နေရာမှာမပါဘူးပုံမှန်လေပတ်နေတဲ့အချိန်နေထပ်ကိုအစ်င့်နိုင်ကြပြီးတော့ငွေကြေးကရလိုက်ကုန်လိုက်သုံးပုံငွေကြေးအကျက်တဲတော့အခက်တော့ကျုံနိုင်ပါသေးတယ်တဲ့အဲ့တော့ငွေကြေးကံအနည်းငယ်ညံ့ပါတယ်အဲ့တော့နောက်ကောင်းပါရင်တူဦးကတော့ မမနွေတဲ့စနေသမီးရဲ့ကျမ်းမာရေးအခြေအနေပြကြင်ပါတယ်တဲ့အဲ့တော့ဒီတကမှာတော့မမနွေဆိုတဲ့အကောင့်မှာရှင်တော့ပါကစနေသမီးရဲ့ကျမ်းမာရေးအခြေအနေကတော့ဒီဗီဒီယိုမှာမြင်တာနဲ့ဒေါင်းဒေါင်းမီပဲလို့သာမှတ်ပါတော့အဲ့တော့ရေရာတခုတော့ကျွန်တော်တို့ ပေးဖို့ပေါ့နော်ပြောလို့လိုအပ်ပါလိမ့်မယ်လက်ရှိအခြေအနေမှာကျမ်းမာရေးမကောင်းမှုဆိုရင်တော့မှကျွေးပကံများပေါ့ထမင်းစားတဲ့ကျွေးပကံများမှာဗမာအခေယထဆင်လူလို့ရေးပါအဲ့ဒီထဆင်လူရဲ့အလေတက်တယ်မှာပြောင်းနိုင်အဖြူရောင်အတိုင်းတေးသေးလေးမနှက်ကိုတတိုင်းသို့မဟုတ်ညပိုင်းကိုတတိုင်းထောမှာနော်အဲ့ပကံရဲ့ပပတ်လည်းမှာလဲဆော့ပင်နဲ့ရေးထားပါနော်ဟာမတ်ဘသူကျမ်းမာရေးကောင်းပါစေနေအမြန်ကောင်းပါစေယောဂါတွေပျောက်ပါစေစသဖြင့်ပကံရဲ့ နှကန်းပတ်ပတ်လည်းမှာရေးထားပါလိမ့်မယ်အလဲဘုံတက်တဲ့မှာအင်းဗမာထဆင်သူရေးရပါမယ်ဆော့ပင်နဲ့ရေးပြောင်းနိုင်အဖြစ်အပျက်လေးထုံးရပါမယ်အဲ့တော့ကျမရဲ့အချင်းတွေကတော့ဒေါင်းတော်မီပါပဲအဲ့တော့ဒါလေးကိုတော့ကျွန်တော်တို့လိုအပ်မဲ့ကလှုပ်ထားစေခြင်းလို့ကျွန်တော်ပြောလိုက်တာပါ။တေချာလေးလှုပ်စေခြင်းပါတယ်။ကျမကြီးဒီဗီဒီယိုကမြင်တာနဲ့တိတိတတ်တလန်ထပြန်လည်ထူတော့ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။ကျွန်တော်ကောင်းမှရင်တူကတော့တန်းတန်း တင်းတယ်ဗောနော်နော်တတ်တင်းတယ်ဆိုတော့အကောင့်ပါရှင်မအဲတောက်ကြာတမိပါတဲ့အသက်က45နှစ်နော်အိမ်အာ45နှစ်ပါတဲ့အိမ်နဲ့ချန်အမြန်ဆုံးရောင်းထွက်ကြပါတယ်တဲ့ရရလေးလုတ်ပေးပါလာရှင်စရာတဲ့အဲ့တော့ ျွန်တော်ရေရရလောလောဆယ်ဒီနီးလေးကိုကျွန်တော်ပြောပါမယ်လှုပ်ကြည့်လို့အဆင်မပြေတော့ကျွန်တော်ဖုန်းကိုတက်ရိုက်ဆက်တွေ့ပါအဲ့တော့ကျွန်တော်ဖုန်းအနေနဲ့က3992562153ပါအဲ့တော့ဒီရေရရအခုပြောတဲ့ရေရရတော့အရင်လှုပ်ပါအဆင်မပြေဘူးဆိုမှတက်ရိုက်ကျွန်တော်ပုံစံပါအဲ့တော့ဘာလို့အောင်လဲအင်းရဲ့ဝင်ပေါက်ထွက်ပေါက်မိန်းတကာမကြီးမှာထုံးနဲ့နော်ထုံးကွန်းစားတဲ့ထုံးနဲ့တရရရောလို့ရေးလိုက်ပါ ပြင်ပြင်းတော်သိင်ရွက်เนาะပြင်းတော်သိင်ရွက်เนาะပြင်းတော်သိင်ရွက်၄ရွက်ရယ်အဲနောက်တော့ဩဇာရွက်၄ရွက်ရယ်နှစ်ခုပူးကန်ပြီးတော့အဲ့ဒီစောနာတရရရဩကြီးရတဲ့နေရာကိုရိုက်ပါအဲ့တော့ထုံး၆သွားမှရိုက်ပါတရရရဩလေးအရင်ရေးမယ်เนาะခဏလောက်လေတလက်ခံပြီးအ၆ခံလိုက်မယ်၆သွားပြီဆိုတော့ရေးမယ်เนาะဟုတ်လားအဲ၆သွားပြီဆိုတော့မှရိုက်မယ်ဟုတ်ပြီเนาะဩဇာရွက်၄ရွက်အညွန့်ဆိုလဲ၄ညွန့် ပြီးရင်ပြင်းတော့တဲ့လေးညလုံးဝလေးရက်နဲ့ကျွန်တော်ရိုက်ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်အချိန်မှာရိုက်မလဲကိုယ်ရောင်းထွက်ချင်တာဖြစ်တဲ့တော့ကြောင့်နေထွက်ချိန်မှာရိုက်ပြီးပါမနက်နေထွက်ချိန်တိုင်းအဲ့ဘယ်နေရာရိုက်မှာလဲတရရဲ့ဩလို့ကြီးရတဲ့အခေယကြီးရတဲ့နေရာရိုက်ရမှာဖြစ်ပါတယ်ထုံးနဲ့ရေးရမှာဖြစ်ပါတယ်ဝင်ပေါက် drop out တကမ်းမှာရေးရမှာဖြစ်ပါတယ်အတွင်းပိုင်းမှာရေးရမှာမဟုတ်ပါဘူးတကားရဲ့အပြင်ပိုင်းမှာရေးရမှာဖြစ်ပါတယ်ဒါလို့ဆိုရင်နားရှိမယ်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုမျိုးလေးကျွန်တော်တို့ကိုယ့်ရဲ့လောက်ဟုတ်လား 18ရက်လောက်လှုပ်လို့ဘာမှမထူးဘူးเนาะအဆင်မပြေဘူးဆိုမှကျွန်တော်ရှိဘူးတက်ရိုက်ဖုန်းလေးဆက်သွယ်ပေးပါကျွန်တော်ကောင်းမှရင်သူကတော့ဘာလဲဆိုတော့ဖြူစင်ဖြူဖြူတဲ့ကို့ကို့မွေးလဇော်လဒုတိယအပတ်ထဲမှာတဲ့ဖြေရမယ့်အရေးကြီးစာမေးပွဲဖြေဖို့ရှိနေလို့တဲ့ကိုကြီးပါဆရာတဲ့ဆက်စနေသမီးပါတဲ့ ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့အခုလမ်းညွှန်ပေးမှာဖြစ်ပါတယ်အကောင့်ပိုင်ရှင်ဖြူစင်ဖြူဖြူဆိုတဲ့အကောင့်ပိုင်ရှင်တို့ပါအောင်မြင်မှုတော့နည်းနည်းတော့မလွယ်ဘူးဗျเนาะအခက်ခဲရှိနိုင်တယ်အောင်မြင်မှုတော့နည်းနည်းမလွယ်ဘူးပေါ့အဲ့တော့အောင်မြင်မှုအတွက်ဆိုရင်နည်းနည်းလေးခက်ခဲမယ်ပေါ့เนาะအဲ့တော့အောင်မြင်မှုရ гай နှောင်းလဲအချို့တို့ကရှိတယ်လို့မအောင်မြင်မှုလည်းရှိတယ်ပေါ့ပြောမယ်ဆိုရင်တော့ 50 50ပေါ့ဘယ်လမျှတယ်ပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောမလဲဟိုကန်တရားမျက်နှာသာပေးတဲ့အောင်မြင်မှုက50ရာခိုင်နှုန်းကိုယ့်ရဲ့ကြိုးစားအားထုတ်ရမှာ50ရာခိုင်နှုန်းဖြစ်ပါတယ်အဲ့တော့ကိုက50ရာခိုင်နှုန်းတက်မနေရှစ်တိုးပြီးကြိုးစားသွားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ရေရရာလေးတစ်ခုပြောပါမယ်အဲ့ဒီရေရရာလေးကိုလာဒီအတွက်လိုအပ်လို့ကျွန်တော်ထည့်ပြီးပြောပြပေးတာပါဘာလို့ရမလဲစာတင်သားကုရင်လေးတွေဟုတ်ပြီနော်ကျွန်တော်တို့ဘုန်းကြီးเจ้าနေပါ ညာသင်နေတဲ့နော်စာသင်သားကိုရင်လေးတွေရှိပါတယ်သူတို့လိုအပ်တဲ့ဘောပင်လေးတွေခဲတံလေးတွေစာအုပ်ကလေးတွေဟလာအဲ့ဒါလေးတွေလှူပါပြီးတော့တကူကြီးဖရာသို့မဟုတ်နိဇယဇေရီတဆူမှာဟလာမေတ္တာတုတ်ပဋ္ဌာန်းစာအုပ်ကလေးတွားပြီးမွေးနံတော့မှာချပြီးတော့လှူထားပါပြီးတော့ဘာလို့မလဲအခုចောင်းဖွင့်တဲ့အချိန်ပေါ့နော်ចောင်းဖွင့်တဲ့ယာဒီကာလမှာဟလာចောင်းចောင်းတက်နေတဲ့ကလေးအွယ်လေးတွေပေါ့နော်တန်း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 အဲ့လိုအွယ်လေးတွေကိုလိုအပ်တဲ့အဲ့ဘောပင်စာအုပ်ခဲတံ ဲ့လိုပညာရေးနဲ့ပတ်သက်တဲ့အထောက်ပံ့ဖြစ်စေမယ့်အရာလေးတွေကိုလှူပါလှူပြီးတော့အလေးအနက်ကျွန်တော်တို့ဆူတောင်းပါကိုယ့်ရဲ့ဒီစံပွဲအောင်မြင်မှုအတွက်ကိုเนาะအဲ့တော့ဒီဗီဒီယိုဗန်အောင်မြင်တာနဲ့အမြန်ဆုံးလှုပ်စေချင်ပါတယ်အခုပြောတဲ့အတိုင်းလေးလှုပ်ပါအောင်မြင်သွားရင်လည်းဝမ်းသာရအောင် comment လေးမှတ်ခဲ့ပေးကြပါကဲနောက်တူကတော့ဗာလဲဆိုရင်တော့မေလဝင်းတဲ့ဇွန်လထဲမှာတဲ့ငွေကြေးကံလေး သိကျင်ပါလေဆရာတဲ့စနေပါရှင်တဲ့အဲ့တော့အဲမေလာဝင်းဆိုတဲ့အကောင့်ပါရှင်အတွက်ကျွန်တော်လမ်းညွှန်သွားမှာဖြစ်ပါတယ်အဲစနေသမီးဖြစ်ပါတယ်အခုရောက်ရှိနေတဲ့ဇွန်လထဲမှာငွေကြေးကပ်အခြေအနေဘယ်လိုဖြစ်မလဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်ကဲ ယခုရောက်ရှိနေတဲ့ဇွန်လထဲမှာဒီဗီဒီယိုမြင်တာနဲ့ငွေကြေးနဲ့ပတ်သက်လို့တိတိတတ်တတ်ကြံကောင်းမှဖြစ်ပါတယ်အဲ့တော့တာမန်ပုံမှန်ဝင်နေတဲ့ဝင်ငွေထက်ထူးထူးခြားခြား outside ရတဲ့ဝင်ငွေမျိုးပေါ့အဲသို့မဟုတ်ရင်လည်းတာမန်ဝင်ငွေထက်ပို့ပြီးတော့မြင့်တက်တဲ့ဝင်ငွေမျိုးပို့ပြီးတော့ရတဲ့ဝင်ငွေမျိုးရပါလိမ့်မယ်အနှစ်ချုပ်အပြည့်ငွေကြေးကံကောင်းပါလိမ့်မယ်ဗျာဇွန်လထဲမှာငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်လို့ကိုမျောလင့်ထားတာလေးတွေဖြစ်လာပါလိမ့်မယ်ဗျာကံကောင်းပါတယ်ဗျာ တော့အခုကျွန်တော်ပြန်ပြန်လည်ပြချင်းနဲ့ပတ်သက်လို့တူတူယောက်ချင်းစီအကောင့်ပိုင်ရှင်တိုင်းဟလာအားရကြည်နဲ့မယ်လို့နားလည်မယ်နားရှင်းမယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်နော်အဲ့တော့ကိုယ့်လိုပဲအခြားသူတွေမေးနိုင်အောင်ဒါလေးကိုကျွန်တော်တို့ဟလာမေတ္တာစေတနာလေးကောင်းသောမနောလေးရှိထားပြီးတော့မျှဝေပေးစီခြင်းပါတယ်နောက်တစ်ခုကအခုကျွန်တော်ဟောရာနေနဲ့ပတ်သက်လို့အစီအပြီးအောင်မြင်တယ်ဆိုရင်လည်းအောင်မြင်တယ်ဆရာကြီးအစီအပြီးသွားပြီဆိုတာလေးကိုကျွန်တော်တို့အနေနဲ့ဝမ်းသာပီတိဖြစ်အောင် comment လေး ြန်ပြီးတော့မှန်ပေးခဲ့ပါအဲ့တော့ငွေကြေးထအဲ့ဒီ comment တွေကကျွန်တော်တို့တန်ဖို့ရှိပါတယ်ဗျအဲ့အားလုံးကျွန်တော်ဒီနေရာနေနှုတ်ဆက်ပါတယ်အားလုံးအဆအဆအရာရာအစဉ်ပြေကံကောင်းပြုံးပြောင်းနိုင်ကြပါစေဗျ